အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာကျောက်စလေးတီချောမှာစိုးသွမ်းနေတဲ့အာထာဝကပျောက်ကြားဖွယ်ကောင်းဆောင်ဘိုက်ပွန်စတဲ့အကြောင်းကိုပြောလာတဲ့ကိုထူးမောင်ရဲ့ဗီဒီယိုကိုပြန်လည်မျှဝေပြလိုက်ပါရခင်ဗျာမကွေးတိုင်း၆မြို့နယ်ပတ်ဝန်းကျင်မှာဒီအကြံဖက်လုပ်ငန်းတွေလုပ်ကင်နေတဲ့ အာလောကပြောင်ကြအဖွဲကစကံမှုဆိုတဲ့အောင်စင်မျိုးခေါ်အော်မနေ့ကနိုဝင်ဘာ18ရက်နေ့နေ့လယ်7:00နာရီဝင်းကျင်မှာပဲတမရစစ်ကြောင်းတွေနဲ့ထိတွေ့တိုက်ပွဲအပြင်တည်ဆုံသွားတယ်လို့သိရပါတယ်။ဒီကတော့ဒီ64ကြောင်ရုံဝေးချိုလမ်းမိုက်မှာဒီအာလောကပြောင်ကြအဖွဲကစိုးတန်းတောင်းကျမ်းနေတဲ့အကြာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့လအနေနဲ့ကလည်းဒီ6မှာရှိနေတဲ့နိုင်ငံဝန်ထမ်းတွေစောက်လို့ရေးဝန်ကြီးဌာနကနိုင်ငံဝန်ထမ်းတွေကိုပြန်ပြီးဆွဲတာတွေဖန်စီခေါ်ဆောင်တပ်ဖြတ်မှုတွေလည်းပြုလုပ်ခဲ့လေရှိပါတယ်။ဒီလိုမျိုးဒီပြစ်မှုတွေလူတက်မှုပေါ်များစွာကျွလွန်နေတာက6 6မြို့မှာခြေစိုက်ထားတဲ့6မြို့နဲ့ပတ်ဝန်းကျင်မှာခြေစိုက်ထားတဲ့အာလောကပြောင်ကြားအဖွဲ့ကအကြံဖက်သမားတွေပဲဖြစ်ပါတယ်မနေ့ကဒီနိုဝင်ဘာ18ရက်နေ့နေ့လယ်7:00နာရီဝင်းချင်းမှာပဲ6မြို့ကနေထွက်လာတဲ့နေမီကန်တရင်တပ်ဖွဲ့တွေရဲ့ဒီရင်တန်းကို6မှန်ရှိနေတဲ့အညာသာတော်သာအာလဝကကြောက်ကြအဖွဲ့ကဒီအကြက်ကတော်တွေကဝိုင်းဝန်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရင်တန်းကိုကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီနှစ်ဖက်တိတွေတိုက်ပွဲအတွင်းအာလဝကကြောက်ကြအဖွဲ့ကအသက်16နှစ်အရွယ် ။စခန်းမိုးရာလို့ယူထားတဲ့အောင်စင်မျိုးခေါ်အိုးအော်ဘိုက်ပွင့်ပြီးတော့တည်ဆုံသွားတယ်လို့သိရပါတယ်။ထိတိတက်ဘွဲကတနအိကန့်ကြာမြင့်ခဲ့တာဖြစ်ပြီးတော့ဒီအကျံဘက်သမား၅ရောက်ထမင်းနဲ့ထိခိုက်တည်ဆုံခဲ့တယ်လို့သိရပါတယ်။ဒီအကျံဘက်သမားရဲ့အလောင်းကိုတော့ဒီမနေ့ကနိုဝင်ဘာ18ရက်နေ့နေ့လယ်3နာရီဝင်းကျင်မှာပဲမိတဲ့ဂျိုခဲ့တယ်လို့သိရပါတယ်။ဒီအာလဝကပြောင်ကြအဖွဲဆိုတာကဒီ6ကြောက်ဘလွန်စင်ကူလမ်းမိုက်တွေမှာစုဖွဲ့လှူရှားနေတဲ့အဖွဲတွေဖြစ်ပါတယ်။ 2023ခုနှစ်ဇွန်လကနေစတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပြီးတော့ဒီအချမ်းပဲအဖွဲ့က64မိုလာလမ်းပိုင်းမိုလာနဲ့ဂွေးကြိုလမ်းပိုင်းတွေမှာကြော်ရင်ကျွန်တို့ဆက်ကြီးကောက်တာတွေစားစရာတောင်းစရာမရှိတော့လို့ရှိရင်ဒေါ်လာရင်းရန်ပုံငွေဆိုပြီးတော့ပတ်စံတောင်းတာတွေနဲ့ဒီနိုင်ငံဝန်ထမ်းတွေဒီအစိုးရဝန်ထမ်းတွေကိုပြန်ပြီးဆက်တက်ပြတ်မှုပေါင်းရာဇဝတ်မှုပေါင်းများစွာကျွလွန်နေတဲ့အဖွဲ့လေးဖြစ်ပါတယ် လက်ရှိအချိန်မှာတော့ဒီအာလဘကပျောက်ကြားအဖွဲ့ကစကံမှုဆိုတဲ့အောင်စင်မျိုးခေါ်အော်အော်ကဟာနေပါလာကြာမြင့်သေးတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လာအနေငယ်ကလည်းဒီ6ကြောက်ဘရွန်လမ်းပိုင်းစိမိပါပဝင်းကျင်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ဒီတိုက်ပွဲတွေအတွင်းမှာလည်း6ဂျီနဲ့မြေအတွင်းမှာဒီစုတန်တောင်းညံနေတဲ့ပီဒီရဲ့ခေါင်းဆောင်တယောက်တင်ဆုံမှုတွေဖြစ်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေကတော့ဒီ6ကြောင်ရောင်းလမ်းပိုင်းရဲ့မြောက်ဖက်မှာရှိနေတဲ့ကြီးနီပြည်ပင်ရွာတဝင်းရင်တွေမှာထွေထွေတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ် အလဲရှိဒီအာလောကပျောက်ကြအဖွဲစုဖွဲ့လှူရှားနေတဲ့နေရာကတော့၆မြို့နယ်ရဲ့အရှိတ်ဘက်မှာရှိနေတဲ့ဒီကြီးကြီးရွာဆင်ကားရွာစတဲ့ဒီနေရာတွေမှာစုဖွဲ့လှူရှားနေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ၆မှာရှိနေတဲ့နေမြေကန်တရင်တပ်ဖွဲ့တွေပကံချောင်းမှာရှိနေတဲ့နေမြေကန်တရင်တပ်ဖွဲ့တွေအနေနဲ့ဒီ၆မြို့ရဲ့အရှိတ်ဘက်မှာရှိနေတဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေရာတွေကိုလည်းနေမြေရှင်လေးဆောင်ရွက်ဖို့လိုပါတယ်။ အာလောကပြောင်ကြားအဖွဲ့ဆိုတာက6မြို့နယ်မှာခြေစိုက်ထားတယ်ဆိုပေမဲ့ဆယ်လီမြို့ရဲ့အရှိတ်ဘက်ပဝဲညစ်နေဂွေးကြိုလမ်းဆောင်ရဲ့တောင်ဘက်မြောက်ဘက်ပဝဲညစ်နေမှာအရက်သားအတွင်နဲ့တွာလာနေကြတာလည်းရှိပါတယ်။ဆက်ကြီးကောက်ဖို့လိုအပ်လာတဲ့အသွင်စီပြက်လက်လာရင်တော့ရေပောင်းတွေဝစ်ပြီးတော့တန်တဲ့တကားကားနဲ့ဒီဒေသနဲ့မိဘပြည်သူတွေရဲ့တွာလာမှုကိုနှောက်ရှက်လေရှိတဲ့အဖွဲ့လေးဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့မနေ့ကတမတော်နဲ့ထိထိတိုက်ပွဲအတွင်အာလာဝကပြောက်ကြားအဖွဲ့ရဲ့ဒီစကမ်းမှုလို့ခေါ်တဲ့ အောင်စင်မျိုးခေါ်အသက်16နှစ်အရွယ်ကတော့ထိတွေ့တိုက်ပွဲအတွင်းပိုက်ပွင့်ပြီးသေဆုံးသွားပြီဖြစ်ပါတယ်။ဒီ၎င်းအကြမ်းဖက်သမားသေဆုံးမှုနဲ့ပတ်သက်ပြီးမနေ့ကနိုဝင်ဘာ18ရက်နေ့နေ့လယ်3နာရီကျော်ဝန်းကျင်မှာပဲအလောင်းဝင်မြို့ခဲ့တယ်လို့သိရပါတယ်။ လက်ရှိချိန်ထိဒီအာလဝကပြောက်ကြားအဖွဲ့ရတည်ဆုံးသူကဒီစခန်းမှုအောင်စင်မျိုးအပါဝင်9ယောက်ရှိသွားပြီလို့သိရပြီးတော့အတူအပြတ်နဲ့အကန်းနေဖြစ်သွားတာကတော့18ယောက်ရှိတယ်လို့သိရပါတယ်ဒီအဖွဲ့တွေကတော့6မြို့ပတ်ဝန်းကျင်မှာစုဖွဲ့လှုပ်ရှားနေတယ်အညာကတော်သား PDF တွေဖြစ်ပါတယ် local PDF အမြေခံထားပြီးတော့ဒီ3ယောက်ပေါင်းတက်လက် တိုးရောက်ပေါင်းတန်တဲ့တက်လက်နဲ့ဒေတာတွေမှာဆက်ကြီးကောက်လိုက်မိုက်ကြီးခွဲလိုက်လုံနေတဲ့အဖွဲဖြစ်ပြီးတက်ဖွဲတစ်ဖွဲလုံးပေါင်းလို့တော့ရောက်30မပြည့်ဘူးလို့သိရပါတယ်။မနေ့ကတည်ဆုံးသွားတဲ့အောင်စင်မျိုးခေါ်ဒီအော်အော်ရဲ့တည်ဆုံးမှုနာရီမြေချတဲ့အတုပခန္ဓာကိုလာတာကလည်းမကွေးခရိုင်အတွင်းမှာရှိနေတဲ့အညာသာတော်သား PDF တွေစူပေါင်းပြီးတက်ရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအကျံဖက်သမားရဲ့ဒီအတုပခန္ဓာကိုတော့အကျံဖက်သမားအယောက်30ရောက်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ တက်တော့ရိုက်ပြီးကျင်းပခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်ဒီကျင်းပသမားတွေကတော့တက်မလို့ရဲ့နေမြေရှင်လေးဆောင်ရွက်မှုတွေကိုအကျသားအတွင်နဲ့ဒီပုံစံဖြောက်နေကြတာတွေဖြစ်ပါတယ်တက်မလို့ရှင်တန်းတွေနေမြေရှင်လေးဆောင်ရွက်နေတဲ့နေမြေကစစ်ကြောင်းတွေစစ်ကြောင်းထုမှုတွေဒီရွေးရှားမှုတွေကိုတော့ကြားဖြတ်တိုက်ခိုက်နေရှိတဲ့အဖွဲ့အစည်းဖြစ်ပါတယ် local pd ရဲ့အမိခံထားတဲ့အာနာရှင်ပြုတ်ကြရေးအမိခံထားပေမဲ့ ချောင်းမြို့ကနေပတ်ဝန်းကျင်မှာရှိနေတဲ့ရေနံတွင်းတွေမှာနံခိုးတူးနေတဲ့အဖွဲတွေလိုလည်းသိရသလိုဒီချောင်းမှာရှိနေတဲ့ရေနံချက်ဆက်ရုံပတ်ဝန်းကျင်ကဒီအတူအဆတွေတန်တူတန်ဆတွေနဲ့ခိုးရပါပစ္စည်းတွေအများကြီးခိုးယူတည်ဆောင်ပြီးတော့ကြောက်ရောင်းမှာသွားရောက်နေတဲ့အဖွဲလိုလည်းသိရပါတယ် အလဝကကြောက်ကြားဆိုပြီးတော့နံပါတ်ပေးထားပါမယ်တကယ်တမ်းကတော့ local pdf အဖွဲတစ်ဖွဲဖြစ်ပြီးတော့ဆက်ကြီးောက်လိုက်တ냐တိုက်တိုက်ရင်းနှံတွင်းနေရင်းနှံနေခိုးရောင်းလိုက်လုံနေအဖွဲသာသာသာဖြစ်ပါတယ်ဒီလိုအဖွဲတွေကပဲ ngi လောက်ခံ pdf အနေနဲ့ data တွေမှာစုဖွဲ့လို့ရှားနေကြတာဖြစ်ပါတယ် ဒါပေမဲ့မနေ့ကထွေထွေတိုက်ပွဲအတွင်းမှာတော့အဲဒီအာလာဝကအဖွဲ့ရဲ့စခန်းမှုကိုယ်တိုင်ကာကနေတည်သွားတယ်လို့သိရပါတယ်။အကြံဖတ်သမားတွေကတော့ဒီအောင်စင်မျိုးခေါ်အော်အော်တည်ဆုံမှုကအဆုပ်ကိုခြေစံမှန်ပြီးတည်ဆုံသွားတယ်ဆိုပေမဲ့တမရိုဘက်ကလက်နက်ကြီးနဲ့ပြစ်ခတ်လိုက်တဲ့အတွက်40မမပုံဒီကသူ့အနည်းကိုကြားရောက်ပေါက်ခဲခဲ့တာဖြစ်တဲ့အတွက်တိုက်ပွင့်ပြီးတည်ဆုံသွားတယ်လို့သိရပါတယ်။အဲဒီအတွက်ရုပ်ရက်ဆင်းပြက်ဖြစ်နေတဲ့အလောင်းကိုဒီပခုတ်ကထွက်တဲ့အညာဆောင်နဲ့ပတ်ပြီးတော့တကြိုလိုက်ရတယ်လို့သိရပါတယ်။ ။ဒါကြောင့်မလို့ဒီလက်ရှိအာလဝကပျောက်ကြားအဖွဲ့မှာတော့စကံမှုမရှိဘဲနဲ့နေရလက်လက်နေစေဖြစ်ပြီးတော့ဒီစကံမှုရလို့ရှိဖို့အတွက်အညာသားတွေအချင်းချင်းခွက်ဆောင်ခုန်နေကြရတယ်ဆိုတော့တည်င်းကိုလည်းကြားသိရပါတယ်။ဒါကတော့ဒီ6မြို့ဒီပတ်ဝန်းကျင်မှာစုဖွဲ့လှူရှားနေတဲ့အကြံဖက်သမားတွေကအာလာဝကအဖွဲ့ရဲ့ထိခိုက်တိုက်စုံမှုနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းစင်ကားနဲ့ကြီးနီရွာပတ်ဝန်းကျင်တွေမှာနေမရှင်တွေဆောင်ရွက်ဖို့လိုအပ်နေစေဖြစ်ပါတယ်။ဒီအကြံဖက်သမားတွေကစင်ကားနဲ့ကြီးနီကနေတဆင့် ပကံညာဦးနယ်ထဲမှာရှိနေတဲ့ PDF တွေနဲ့ချိတ်ဆက်ပြီးတော့တမရစစ်ကြောင်းတွေနေမီကန်တရင်တပ်ဖွဲ့တွေကိုတောက်ရှက်နေတဲ့အဖွဲ့တပ်ဖွဲ့ဖြစ်တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစေဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရစေခင်ဗျာ။